ိုင်း24မှာရေးထားတဲ့စာစု၄ကတော်တော်လေးလက်ကောင်းပါတယ်အမြင့်ရောက်လာရင်များများမြင်ရတယ်လို့ကျဲကျဲလဲမြင်ရတယ်တစ်ဖက်ကလည်းအမြင့်ရောက်လေလေတံမိုးတံပိုခံစားရလေလည်းဖြစ်တတ်တယ်ဒီပင်တွေမှာထိတ်ဆုံးကတည့်ရွက်တစ်ခတ်တွေဟာတစ်ဖက်ဖက်လွတ်လွတ်နေအောင်ဒေတိုက်ခံရမိုးဆူခံရတာတွေဖြစ်တတ်တယ်။ဘဝလည်းဒီလိုပဲ အမြင့်ရောက်တာနဲ့ကြဲကြဲပြန့်ပြန့်ထဲထဲဝင်တော့ပူရှိလာတယ်။ဒါပေမဲ့မြင့်လာတာနဲ့အမြအတိုက်ခိုက်တွေကလည်းပုံများလာတော့တာပါပဲ။မြင့်တော့လူပုံမြင်လာတယ်ပိုသိထားလာတယ်အမားရှာရပိုလွယ်လာတယ်ပိုပြီးတိုက်ခိုက်မှုတွေခံလာရတယ်။ဒါကြောင့်အမြင့်ရောက်တဲ့သူဟာအမြင့်ကျဖို့လဲလိုတယ်လို့ဒဏ်ခံနိုင်ဖို့လဲလိုတယ်။ မြန်းမြန်းနဲ့ကြဲကြဲကြည့်တတ်ဖို့လိုသလိုအတိုက်ခိုက်တွေမှာလည်းရှုံနှင်းတတ်ဖို့လိုတယ်။တစ်ပင်ထိပ်ဖြားကတိခက်တိရွေတွေတွေဟာအင်းအပြင်းနဲ့လေတံမူတံတွေကြားအလိုက်တင်လှူရှားနေရင်အကျိုးအပဲ့သက်သာအောင်ထိမ့်သိမ့်ရသလိုဘဝမှာလည်းအတိုက်ခိုက်တွေကြားအကျိုးအပဲ့သက်သာအောင်အတိတရားနဲ့အလိုက်တင်ထိမ့်ချောင်းနိုင်ဖို့လိုတယ်။ဒံခံနိုင်မှတုတ်တယ်မယ်ဓမ္မခံနိုင်ရင်ကျုပ်ပြမယ် အမြင်ရောက်ရင်အများများမြင်ရတယ်လို့ကြည်ကြည်လေးမြင်ရတယ်။တစ်ဖက်ကလည်းအမြင်ရောက်လေလေတံဘူတံပူခံစားရလေဖြစ်တတ်တယ်။တပင်တွေမှာထိတ်ဆုံးကတိရွတ်တိခက်တွေဟာတစ်ဖြက်ဖြက်လွန်းလွင့်နေအောင်လေတိုက်ခံရအမှုစုခံရတယ်။ဘဝလည်းဒီလိုပဲအမြင်ရောက်တာနဲ့ကြည်ကြည်ပြက်ပြက်ထဲထဲဝင်တော့ပူရှိလာတယ်။ဒါပေမဲ့မြင်လာတာနဲ့အမြန်အတိုက်ခိုက်တွေလည်းပိုများလာတော့တာ။ ော်ဒါလည်းဘဝရဲ့လောကဓာတ်နဲ့ပတ်သက်တာပဲအမြင့်ရောက်တဲ့ပုဂ္ဂိုလ်တွေကဟိုကံကောင်းလို့ရောက်တဲ့လူဆိုရင်တော့သူကခဏပဲသိမကြအောင်ကြိုးစားမှုနဲ့ရောက်လာတဲ့သူတွေမှာသူကတန်းလေးကိုခံပြီးတော့မှရောက်လာတာများတာပဲတချို့ကကံကောင်းလို့ဆင်ပေါ်ရောက်တဲ့အမြင့်ရောက်လာတယ်တချို့ကတော့ကြိုးစားအထုံမဝရိယအာနဲ့အမြင့်ရောက်လာတယ်ဆင်ပေါ်ရောက်လာဘာဖြစ်ဖြစ်သူကမြင်ချင်းရဲ့သဘောနဲ့အဲ ခံရခြင်းရဲ့သဘောကမြင်လာတာနဲ့အမြတန်းတော့ခံရတာပဲမြင်လာတဲ့အမြတန်းခံရဟိုတိပိနေဆိုရင်အပေါ်ဆုံးကထိတ်ဆုံးကတိတိခက်တိရွက်တည်းလေမြန်းတက်လင်တစ်ဖြက်ဖြက်နဲ့အသံကိုမြည်ဘူးဒါပေမဲ့တိပိကြီးရဲ့သဘောကလည်းအံ့ဩစရာတိပိကပင်စီခိုင်ထားလို့ရှိရင်အပေါ်ကအကိုင်းခက်လက်တွေဘလောက်ပဲလေးတန်းမိုးတန်းနေရှိနေပါစေအပင်ကြီးကတော့လဲမသွားဘူး ပင်ရလည်းမတော်ဘူး။တခါတခါတာမန်ဘဝတွေမပြောနဲ့ပစ္စည်းခိုင်းနေဆိုတဲ့တစ်ပင်တော်မှာနော်ခိုင်းမှာကြီးထွားလာတဲ့တစ်ပင်ကြီးပင်စီတော်မှာသူကအကိုင်းခက်ရွက်လေးတွေကိုလာနားတဲ့ငှက်ကလေးတွေကပြန်သွားရင်သူကလှုပ်ပြီးတော့ကြံခဲ့တာ။ ဝမှာလှုပ်ပြီးတော့ကြံကိုယ့်အကိုတိတ်ပြီးတော့တိတ်ပြီးတော့ငါကတော့ထန်ခံနိုင်တယ်ခံနိုင်ရှိတာတယ်လောကတောင်ကောင်းကောင်းခံနိုင်တယ်လို့ဆိုမင်းဆိုညာတော့လည်းပဲတကယ်တည်းကြုံလာရင်သူကလည်းပဲနည်းနည်းတော့လှုပ်ရှားမှုခံစားမှုတော့ရှိတာပဲ ခံစားမှုတော့ရှိတာဒါပေမဲ့ပင်စီခိုင်းတဲ့သစ်ပင်တွေရဲ့သဘောကအပြင်အခက်ရွက်တွေအပကိုင်းခက်လက်တွေဘလောက်ပဲလေတံမိုးတံနဲ့တိုက်ခိုက်လှုပ်ခတ်ပါစေသို့တော့ကိုင်းခက်လေတောက်တော့အဖျားလေးတွေတော့လှုပ်တော့လှုပ်သွားပြီအပင်ကြီးလဲသွားတဲ့အထိတော့မလှုပ်ဘူး ဘဝမှာလည်းထို့တူပဲအမြင့်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကအခြေခံခံနဲ့အမြင့်ရောက်လာတဲ့ပုဂ္ဂိုလ်ကြတော့အမြင့်ရောက်တော့အဲအတိုက်ခိုက်ပုံများပြီများအောင်တော့သူကကိုကအခြေခံကောင်းကောင်းရှိထားတဲ့အတွက်ကြောင့်သူမှဘဝကိုပြတ်သွားတဲ့အထိလဲကျသွားတယ်ဆိုတာမရှိတော့ဘူးညလောကနာဆိုတာမြတ်စွာဘုရားက လောကဒဏ်တရား၈ပါးထဲမှာဂျာကြီးဟိုပြီးခဲ့တဲ့အပိုင်းညာလဲဘုန်းကြီးနာတဲ့အကျဲ့ချက်ပြောဖို့ပါတယ်လောကဒဏ်တရားနဲ့ပတ်သက်သူကလာဘောအလာဘောရသောအရာသောနေတံပတန်တံဒုက္ခံဒုက္ခံဆိုတော့လောကဒဏ်တရား၈ပါးမှာလောကသားတွေအကုန်တွေ့ရဆိုတော့အမြင့်ရောက်လာတယ်ဆိုတာလဲဘဝရဲ့ အောင်မြင်မှုလို့လူတဲ့မြင်မိမဲ့ဒါကိုလောကဓာတ်လို့လူတိုင်းကသိမြင်ကြဘူး။ကောင်းတာလေးတွေ၊ယာတုတွေတိုးလာတယ်၊လူကျင်တာလေးတွေရလာတယ်၊ဆန္ဒလေးတွေပြည့်လာတယ်၊ဘဝကိုအဆင်းမြင်လာတယ်၊အောင်မြင်မှုလေးရလာတယ်လို့ဆိုရင်လူတွေကချိန်နေကြတယ်။ဒါကိုလည်းလောကဓာတ်လို့လက်ခံတဲ့လူတော်တော်ရှားတယ်။ကောင်းတာလေးတွေကိုဆိုရင်ချိန်နေပြီ၊မကောင်းတာတွေကြတော့မှဟိုမကျေမနပ်ဖြစ်တဲ့သူတွေများတယ်။အမှန်ကတော့ကောင်းတာလေးတွေလာရင်လည်းအော်ဒါလည်းပဲ ကြာကြီးတော့မဟုတ်ဘူးเนาะဒါလည်းလောကဒဏ်ပဲကောင်းတာလေးရဲ့နောက်မှာမကောင်းတာလေးပါမယ်ဒီသဘောလေးစင်ညစ်ထားတဲ့လူတစ်ယောက်ကြတော့ဟိုအမြင့်ရောက်လို့ဘလောက်ပဲဟိုအောင်မြင်မှုတွေရပြီရညာတယ်ဒီသဘောသိထားတဲ့ကအမြင့်ကနေပြန်ပြီးတော့ကျသွားလဲပဲသူကဒီအကြပိုင်းမှာအကြမနာတော့အကြမနာတော့အမြင့်ရောက်ရင်အမြင့်ကျယ်ဖို့တော့လိုတယ် အပေါ်တက်တဲ့အခါမြင့်ရောက်လေမြားများကြဲကြဲဝင့်မြင်ရတာဒဏ်လဲခံရမယ်မြင်ကြဲကြဲဝင့်လဲမြင်ရသူ့ရဲ့သဘောကအထက်ကိုရောက်တဲ့လူကြီးရဲ့နေထားသဘောအရကတော့ကောင်းတာနဲ့မကောင်းတာတွန်တွဲလာတာပဲကောင်းတာလည်းမကောင်းတာတို့နဲ့အထက်ရောက်လာလေလေတို့ပိုင်ကုန်လေရှိလာမယ်အောင်မြင်မှုတွေရလာမယ်အမြင်တွေကျလာမယ်ပုံဝင်ကျင်တဲ့အားလုံးဟိုကြကြပြက်ပြက်ရှိလာတာတော့မှန်တယ်ဒါပေမဲ့အထက်ရောက်တာနဲ့အများတိုက်ခိုက်တွေကလည်းရှိလာတယ် တိုက်ခတ်ရှိတိုက်ခတ်မရှိတဲ့သူရှိုံမရှိတာမန်လူတွေမပြောနဲ့ဘုန်းကြီးတို့ဘုဒ္ဓရှင်တွေခံရတာတွေမပြောနဲ့ဘူးဖယားရှင်ကိုရမြတ်ကြီးဒီလောက်100%ပြည့်စုံနေရဲ့ဟောတပ်ပညုတညာနာမသိဘူးဆိုတော့ဘာမှရှိတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပဲအတိုက်ခတ်တွေခံရတာဒုက္ခနာအောင်ခံရတာပဲဟောဒီတန်နေခံတဲ့အခါကျတော့လူတွေကအဲ့တန်နေခံတဲ့အခါ ိုဆိုးလိုက်လားဆိုကိုယ့်ဘဝကိုတော်တော်ခံစားလွယ်ကြတယ်ဘုဒ္ဓဆင်းနေရတော့ခံစားလွယ်ဒါပေမဲ့လောကဓာတ်ကိုကောင်းကောင်းသိထားတဲ့လူတယောက်ကတရားရှိတဲ့လူကိုဒီပုံမှာသိမခံစားတော့ကောင်းခြင်းဆိုးခြင်းဆိုတဲ့သဘောမှာအကောင်းလာရင်လည်းပဲတအားကြီးမခံစားဘူးအဆိုးလာရင်လည်းတအားကြီးမတုံတော့ဘူးဘုဒ္ဓဆင်းသဘာဝလောက်ခတ်မှုတော့ရှိတာပေါ့ လောက်ခံမှုတော့ရှိတာတစ်ပင်ကြီးဘလောက်ပဲပစ္စည်းခိုင်တာခိုင်တာအဲ့တစ်ပင်ထိပ်ဖြောင်းအကိုင်းခက်လက်တွေမှာလာနာတဲ့ငှက်ကလေးတွေထပြန်သွားရင်ဟိုအခက်ကလေးတော့လှုပ်တော့လှုပ်သွားတာပေါ့အယောကလေးတော့လှုပ်တော့လှုပ်သွားတာဒါမှမဟုတ်ပစ္စည်းခိုင်ထားတဲ့အတွေ့အကြုံအဲ့လှုပ်ခတ်မှုမှာဘာမှမဖြစ်တော့သူတော်ကောင်းတွေဘဝမှာဟိုအောင်မြင်မှုလမ်းကြောင်းပေါ်မှာရောက်နေတဲ့သူတော်တော်များများပညာရှင်တွေကြီးလို့ရှိရင်သူတို့ကအများကြီးတိုက်ခတ်ခံရတာ အများကြီးတန်ခါတာအမြင့်ရောက်တဲ့အမြင့်များများရောက်တော့ပို့ပြီးတော့တိုက်ခိုက်မှုတွေကပို့ပြီးခံ။အမှန်လို့တစ်ခါကြာရင်အမှန်ဘဝလေးကတော်တော်အေးချမ်းတယ်။အမှန်ဘဝလေးကအတော်အေးချမ်းတယ်။နည်းနည်းလေးနာမည်ရလာတဲ့အများအဲအနေကျုံလာတဲ့အသွားကျုံလာတဲ့ကိုယ့်ရဲ့စကလုံးမှန်တဲ့များပြောစရာတွေဖြစ်လာ။ထာဝရမြတ်စွာဘုရားစာပြဗုဒ္ဓစာပြမဟာပုံညောမဟာဒုက္ခောဆိုစကားတစ်ခုရှိ မဟာပုံညောမဟာဒုက္ခဆိုတာဘုံကြီးလေဒုက္ခကြီးလေပဲဘုံကြီးလေခွင့်ညေတော့တကယ်လည်းအမှန်ပဲဘုံကြီးလေဒုက္ခကြီးလေပဲ ဘုံကကြည့်တဲ့အခါကျတော့ဟိုးလာရသွားကြဟိုးဝဲကြပူစောကြအခါကျရင်တချို့ဧည့်သည်နဲ့ဟိုးပဲအချင်းကုန်နေရရှိတော့ဘုန်းကြီးတို့ဆိုရင်အခုနည်းနည်းလေးနာမည်ရှိလာတာနဲ့လူတွေများလာတဲ့အခါကျတော့ကိုယ်ပိုင်ချိန်နေနေတော့ဒါအောက်မှာစာပါရေးထားဧည့်တွေ့ချင်သူကျတော့ကိန်းကြီးကန်းကြီးတို့ထင်မှာဒါပေမဲ့အချင်းရသူ့ချင်းပို့ချင်ရှိအောင် သူချင်းကိုချင်းရှိဘုန်းကြီးတို့မှာကိုယ့်ရဲ့ကျင်ပိုင်းနေလောရမယ့်ချိန်နေရှိတယ်ယုထာပတ္တလောမကိုင်းနေဆရဏချိန်နေရှိတယ်ဘလာသမက်ဧည့်သည်ထွတ်ထွတ်တွေ့သူတို့ကတော့ဟုတ်တာပေါ့ကိုတွေ့ရင်ကိုမှသူတို့ပေးနေကိုချိန်နေရော့ရော့သွားကိုချိန်နေရော့ဒါကြောင့်ကိုပိုင်းချိန်လေးတော့ရှိမှဖြစ်မယ်ဆိုရင်သင်္ကန်းမကြီးချိန်ပဲစာလေးအရည်အချိန်လေးတိမလေးထားထားပြီးဂျန်တဲ့ချိန်နေမှာကိုယ့်ရဲ့အလုပ်တွေများများလုပ်အောင် ါကိုသဘောမသိမသိတဲ့အခါလူပြဘုန်းကြီးကနည်းနည်းလေးအမကြည့်တာအမြင်လေးရောက်လာတဲ့အဲ့ဒါတော့မတွေ့ကျင်တော့မတွေ့ကျင်တော့မတန်ကျင်တော့လို့ဖြစ်လာအဲ့ဒါမျိုးဖြစ်လာဆိုတော့ကိုကြီးစာတရားဆိုတာကိုဖြစ်မှာကိုကျင်းစာရမှာသူများကိုကြည့်ပြီးတော့ကိုကျင်းစာကိုလည်းပဲအဲ့နေရာမှာဖြစ်လာရင်ဒီတန်နေရာကိုရှိလာမှာဘုန်းကြီးတို့ကဂိမ်းကြီးလို့တော့မဟုတ်တခါတခါကြာကိုပိုင်းချင်းနေပါပါသွားကိုပိုင်းချင်းနေပါတော့တချို့ဆရာတော်ကြီးတွေဆိုဟိုးအာနာလို့အာနာနဲ့ ယောဂါပါရတာမကြောင်ဆရာတော်ဤတပါဘုန်းကြီးတို့ငယ်တော့အာဆရာတော်တို့ဘုန်းကြီးတယ်ဟာဘုန်းကြီးတာအာမကြနဲ့ဘုန်းကြီးကဒုက္ခရောက်တာပဲအဲ့လိုပြောတခါကဆရာတော်ကြီးကသူ့တပည့်တပါကိုပြောဘူးတယ်တဲ့ငါကွာတယ်ငါတပည့်တွေကိုချို့တိတ်ကြည့်မရတဲ့တပည့်တွေဆိုရင်တဲ့အာဒီကောင်နဲ့လာကြောရင်တဲ့ဆရာတော်နောက်နောက်ပြောပြတာတကယ်တော့မဟုတ်ပါဘူးတကယ်လာကြောလို့ရှိရင်ငါကတော့သူ့တို့စုပေးလိုက်တာဒီကောင်ဘုံမြဲမြဲကြီးပါစေလို့ဆိုတော့ ဘုံမြန်ကြီးပါစေဆိုဆုပေးလိုက်တခြားမဟုတ်ဘူးလေဒီကဘုံကြီးတော့ဟိုကိုယ်ခွဲလူတရားများနော်ဟိုကလူတရားလူဟောစာအကောင်းပေးဆိုတာရဲ့စာယောဂများများထူမြဲမြဲယောဂရမြဲမြဲသိဒါမှပြုတာဟောဆရာတော်ကတော့နောက်တော့ပြောင်းပြောင်းတပည့်တော်ကလည်းလို့ပဲအဲ့လိုပဲဖြစ်စေခြင်းဘုံကြီးတဲ့ပုံကိုယ်တွေမှာအဲ့ဒါကြုံရတာ ကြောင်းอ่ะဒါကြောင့်လူတွေကလူချင်းနေကြတာပဲနာမည်ကြီးချင်းကြတယ်ရချင်းကြတယ်ဒါညရချင်းရဲ့နောက်ွယ်မှာကြတော့အဲ့ဒီဒုက္ခတွေရှိလာတဲ့အခါကျရလာများတဲ့လူတွေကြောင့်မလူချင်းတော့ဒီဒုက္ခတွေနာမည်ကြီးချင်းမကြီးချင်းနဲ့ဘဝမှာဟိုဘလောက်ပဲပြည့်စုံတဲ့ဘဝမျိုးဖြစ်ပါစေမြတ်စွာဘုရားရှင်ရဲ့မင်းတော်မူတဲ့ဘဝနေနည်းอ่ะ ရှိခြင်းမရှိခြင်းအရေးမကြီးဘူးတဲ့ရှိတဲ့အနေထားလေးမှာအပြစ်မဖြစ်အောင်နေတတ်ဖို့အရေးကြီးတာတဲ့ဘဝမှာချမ်းသာဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူးတဲ့ချမ်းသာအောင်နေတတ်မှာချမ်းသာတာလေရှိတိုင်းမချမ်းသာဘူးဟောလူတွေကຢာတို့ရှိရင်ချမ်းသာမယ်ထင်တာငွေတွေရှိရင်ချမ်းသာမယ်ထင်တာပါဝါတွေရှိရင်ချမ်းသာမယ်ထင်တာအဲ့ဒါတွေရှိဖို့လုံရင်းလုံရင်းတကယ်တည်းရှိလဲရှိတာကိုချမ်းသာလားဆိုမချမ်းသာဘူး ချမ်းသာဟိုဘုန်းကြီးတို့ကိုရီးယား Samsung company အကဘာကျော် company ပဲတတိပဲဒါပေမဲ့သူ company ပိုင်ရှင်ရဲ့တတိသမီးကအမေရိကသွားရင်လည်းကိုယ့်ကိုသက်သေတာခြေတိုင်းချမ်းသာမယ်ဆိုရင်ချမ်းသာမှာပေါ့ကိုယ့်ကိုသက်သေပြီဆိုတဲ့ဟောချမ်းသာလို့ညရုပ်ပိုင်းဆိုင်ချမ်းသာမှုတွေစိတ်ပိုင်းဆိုင်ချမ်းသာမှုကအရေးကြီးတာဖြစ်တဲ့အကြောင်းရှိချင်းမရှိချင်းကအရင်မကြည့်ဘူးရှိတဲ့အနေထားလေးမှာချမ်းသာအောင်နေတဲ့ချင်းကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် ိုတခါတခါကိုမိုင်အချိန်လေးတွေပြင်းပြင်းနဲ့ကုံကုံသွားတာဖြစ်တယ်ဘုန်းကြီးတို့ကအဲ့ဒါခင်းကနဲမကြည့်မှတချို့လူတွေရဲ့သဘောကိုအကြိုက်လိုက်လို့မရတော့တခါခါကြရင်တို့ရဲ့အဲ့တဲ့အာနာကိုအက်ခိုင်ရင်အက်ခိုင်ရင်နဲ့ကိုတရားကျင့်ရမယ့်အချိန်တွေမရှိတော့ကိုစားဖမ်းမယ့်အချိန်တွေမရှိတော့ကိုချိန်တာသူ့နောက်ကိုပါတော့ဘုန်းကြီးတို့ကအဲ့မင်းတို့ဆရာတော်ဘုရားကြီးရဲ့စာလေးအမြဲတမ်းနှလုံးသွင်းရဆရာတော်ဘုရားကြီးကရေးထားတဲ့စာလေးက ဘုံကံနဲ့ဘုံကံနဲ့ဆရဏကိုရေးထားတာဟုတ်ပါအကျင့်တရားဘုံကံနဲ့အကျင့်ဟာတဲ့ချင်းကွင်းလိုပဲတဲ့ချင်းကွင်းလိုပဲသူကအကျင့်ကောင်းလာအမြတ်ဘုံကံတက်လာအကျင့်ကောင်းလာနဲ့ဘုံကံတက်လာတယ်အကျင့်မကောင်းလာနဲ့ဘုံကံကျသွားဆရဏအားကောင်းတဲ့ပုဂ္ဂိုလ်ကဘုံတက်လာတာပဲဆရဏအားမကောင်းအကျင့်မကောင်းဆိုဘုံကံနေကျတာဘုန်းကြီးတို့ဘုံကံတက်တဲ့အချိန်မှာလောကဓာတ်ကို ဘာနဲ့ပြန်ပြီးကာပါယူရလဲဘုံကနေကြီးလာတာနဲ့များများကိုပိုင်ချိန်နေတဲ့အကျင့်ညများများကောင်းအောင်လုပ်ရပို့ပြီးတော့ဆန္ဒနာတွေများများလုပ်ရတယ်ပို့ပြီးတော့အကျင့်တွေများများဖြစ်အောင်လုပ်ရဆိုတော့ဘုံကန်နဲ့အကျင့်ဟာချင်းဝင်လို့ပဲတစ်ခုကလေးရင်တစ်ခုကပေါ့သွားဆိုတော့အဲ့တော့ဘုံကန်တက်လာတဲ့အမြအကျင့်ဟာကောင်းမှအကျင့်ကောင်းတာနဲ့အမြဘုံကန်လည်းတက်လာအေးဘုံကန်တက်လို့အကျင့်မကောင်းဘူးဆိုရင်အဲ့ဒီဘုံကိုကြရတာပဲ ချတော့ချတာတော့ဟိုအတက်ကြဆိုလူတိုင်းမှာရှိရတဲ့အတွက်တက်ပြီးတော့ကြပါဒါပေမဲ့အချမနာဖို့အရေးကြီးတာပေါ့အချမနာဖို့အရေးကြီးတယ်တချို့ကတက်တဲ့အချိန်မှာတားရင်းမန်နေမောက်ပြီးတော့မာနတွေတားကြီးပြီးတော့လူလူလူမထင်တဲ့သူတွေကြောင့်ကြသွားရင်သူတို့ဘဝမှာတော်တော်ဟိုပါစေမရအောင်ဒုက္ခရောက်တာတို့လည်းဘယ်မှလူရမသိနေတော့တို့ကိုယ်တိုင်လည်း depression တွေစိတ်တက်တွေကြအကြတကအကြတဲ့မှာနေစိတ်ကြတာဆိုဆိုမယ် ယောဂတွေထဲမှာစိတ်ကြယောဂအဆိုးဆုံးပဲအဲ့စိတ်တက်တွေချသွားရင်ကျန်တာတွေကဘာမှပြန်ဖတ်စေလို့မရတော့ဘူးဆိုကျန်တဲ့ပစ္စည်းကြရင်ပြန်ကောက်လို့ရတယ်စိတ်ကြွားရင်ပြန်ကောက်လို့မရဘူးဒါရမလို့တက်ပြီးရင်ကြားခဲ့တဲ့သဘောလက်ခံထားပြီးလို့ရှိရင်ကြားတဲ့အခါအကြမနာအောင်ဟိုကလောကထံကိုကောင်းကောင်းခံနိုင်ရှိပြီးတော့ဆရဏနဲ့ကာထားပြီးရယ်ကာရက်တာနဲ့ကာထားပြီးရယ် ကာရဏာနဲ့မကာလို့ရှိရင်ကြားတဲ့အခါကြောင်ကြမကြဘူးခွေးကြကြတာရှိခွေးကြနဲ့ကြောင်ကြအဲ့နှမျိုးရှိတယ်နော်ချို့လူတွေကဟိုတအားမောင်းမာတဲ့အခါကြားလိုက်ရခွေးလေးကြတာဘုံနဲ့တိုင်းကနေပဲကြောင်ကြကြတော့ဖော့ဖော့လေးကြကြားရလိုက်ပြီတူတူနော်လူတိုင်းကြားပါလေကိုလည်းကြားပါဒါပေမဲ့ကြားတဲ့အခါမှာအကြမနာအောင်ကြောင်ကြလေးခပ်ဖော့ဖော့လေးကြားဖို့လိုလှူတယ်ခပ်ဖော့ဖော့လေးကြားဖို့ဆိုရင်တက်နေတဲ့အချိန်မှာသတိထားဖို့ တက်နေတဲ့အချိန်မှာဆရဏအားကောင်းဖို့တက်နေတဲ့အခါမှာများများကိုတတိအမျက်ကရတယ်။တတိလွတ်သွားလို့လူတွေကတက်နေတဲ့အချိန်မှာတတိလွတ်သွားတဲ့အခါကျတော့လူကိုလူလိုမထင်တော့တတိလွတ်သွားတာနဲ့အမျှဘာဖြစ်သွားလဲဆိုတော့တရင်ကအရှိတရားကိုအဟုတ်ထင်ပြီးတော့မာနဝင်တာ။တတိလွတ်သွားတဲ့လူတယောက်ကမာနဝင်သွားပြီမာနဝင်သွားတာနဲ့ तू ကလေလူကကိုယ့်ကိုအထင်ကြီးသွားပြီမာနဝင်အထင်ကြီးသွားတာလူကကိုယ့်ကိုအထင်ကြီးသွားပြီဆိုရင်သူတို့ဘာအလိုလိုထင်သေးသွားတာ သူ့အထင်သေးလို့မဟုတ်ကိုယ့်အထင်ကြီးမှုအားကောင်းတဲ့အခါကျသူ့အထင်သေးသွားတာအဲ့ဒါတတိမကပ်ပဲနဲ့မာနဝင်တော့အတ္တရကျွမ်းမိုးသွားတာအတ္တကြီးသွားတယ်မာနအတ္တအာကြီးသွားတဲ့ပုဂ္ဂိုလ်မာနအာကြီးသွားတဲ့ပုဂ္ဂိုလ်ကသူတစ်ပါးကိုအယုဒ္ဓမပေးတော့ခါရော respect ရှိတော့ respect မထားနိုင်တာဟာမာနရှိလို့မထားနိုင်တာ respect မထားနိုင်ဘူးဆိုရင်သူကအယုသေးဆိုတဲ့ဃာရဝမထားနိုင်ဘူးဆိုရင်ဓိဝတာဆိုတဲ့နှိမ့်ချတာလည်းမထားနိုင်ဘူးအယုသေး respect မပေးနိုင်ဘူးဆိုရင်ကိုယ့်ကိုနှိမ့်ချ